ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ကျမကရန်ကုန်မှာနေတော့ပါတော့ကျမရန်ကုန်တက်ခဲ့တဲ့အစအစာလေးဖြစ်တဲ့ရန်ကုန်အစုံသုံးလေးတုတ်စားဖြစ်ခဲ့တယ်ပေါ့နော်မစားရတာလည်းကြာပြီဆိုတော့အခုစားချင်စိတ်ပေါက်တာနဲ့ကျမကတုတ်စားဖြစ်ခဲ့ပါတယ်ရှင်အကြတာလေးကအရန်ကုန်မှာရှိပြီးတော့စားလို့ရန်ကုန်နေပေါ့နော်ထမင်းမစားတင်တဲ့ရက်ဒီမှာတစ်ခါတလေခုလိုမျိုးလေးလှုပ်စားတာကောင်းပါတယ်ရှင် အရင်ဆုံးကျမကသူ့ထဲကိုထဲဖို့အတွက်ခောက်ဆွဲစပြီးတော့ပြုတ်မှာဖြစ်ပါတယ်ရှင် ခောက်ဆွဲပြုတ်ခင်မှာယေစုကိုအရင်စတဲပါမယ်ရှင်ယေစုလေးပွက်ပြီးဆိုရနဲ့ခောက်ဆွဲတွေကိုစပြီးတော့ထဲပါမယ်ရှင်ခောက်ဆွေးရတော့ကျမကအခုပေါ့နော်၄၅ရောက်စာထည့်ပြီးတော့ပြုတ်ခဲ့ရပေါ့နော်မိမိကတော့ဘယ်နှစ်ရောက်စာမှလဲပေါ့ရောက်ပုံမူတည်ပြီးတော့ခောက်ဆွေးရတော့အချိန်စပုံမူထည့်ပါရှင် ခေါက်ဆဲကိုကျမကအရင်ကြီးပြုတ်တဲ့အထိပြုတ်ခဲ့ပါဘူးရှင်။မမမပြုတ်အနေထားလေးပြုတ်ခဲ့ပါတယ်။အရင်ကြီးပြုတ်သွားရင်လည်းမကောင်းဘူးပေါ့နော်။တုံစားတဲ့ချိန်မှာခေါက်ဆဲတွေကပြတ်သွားတယ်ပါရှင်။အခုလိုအနေထားလေးဆိုရင်တော့ရပါပြီရှင်။ပြီးရင်တော့ကျမကသူ့ထဲကိုထဲကိုတွေ့အရသာတွေဟိုအတိအယွအနေနဲ့ပဲပင်ပါဘူး။ပြီးရင်ခေါ်ပြီးပြီးရင်တခွားသည်ရှောက်ရွက် ကြာဆန်ရင်ကျမတို့ထည့်ခဲ့ပါတယ်ရှင်စီချက်ကတော့စီနီစီဝါရဲ့ကျမထည့်ခဲ့ပါတယ်ရှင်ပြီးရင်ပဲပင်ပြုတ်မယ်ပေါ့နော်ပဲပင်ပေါက်ပြုတ်ပါမယ်အခုဆိုရင်ပဲပင်ပေါက်ပြုတ်လေးတွေရပြီဆိုတော့စတော့လို့ရပါပြီရှင်ပဲပင်ပေါက်ထဲမှာပြီးရင်ခေါက်ဆဲကိုကြာညို့လေးနဲ့နေထားတာလေးထည့်ပါမယ်ရှင်။ပြီးရင်အာလူထည့်ပါမယ်ရှင်။ပြီးရင်ကြာစင်ခေါက်ဟိုကကောရကတခွာသည် sorry ပြီးရင် copy လိထားတာတွေထည့်ပါမယ်ပြီးရင် cw cn ထည့်ပါမယ်ရှင်နောက်တစ်ခုကတော့ကျမတို့မကြီးအနှစ်ချင်းလေးထည့်ပါမယ်မကြီးစည်းရထညက်ရ soft ကဲရောပြီးတော့ကျမတို့တည့်ထားပါဘောနော်ဒါကတော့ကျမဒီထည့်ကိုရိုက်မပြတော့ဘောနော်ပြီးရင်ငရုတ်သီးအလော်ထည့်မယ်နောက်တစ်ခုကတော့အချုံမုံအနှင်းငယ်ထည့်ပါမယ်ပြီးရင်ကင်းမုံငံပြားကြီးထည့်မယ်နောက်တစ်ခုကတော့စားပစ္စည်းလေးထည့်မယ်ပေါ့နော် နောက်ဆုံးအနေနဲ့ပဲမုတ်ကျဲထဲပါမရှင်ပဲမုတ်ကျဲလို့မြန်မြန်လေးထည့်ခဲ့ပါရရှင်စီစီလေးနဲ့စားလို့ကောင်းအောင်ပေါ့နော်အခုဆိုရင်အားလုံးနဲ့ဆက်ပြီးဆိုရင်ကျမတို့တခြားလေးနေပြီးရောစားလို့ရတဲ့အနေထားရပါပြီရတာတော့မိမိစိတ်ကြိုက်ကျင်လို့ရပါတယ်ရှင်နောက်ဆုံးအနေနဲ့ကျမကရှောင်းရွက်လေးလီထားတာလေးထည့်လိုက်ပါရရှင်။အခုဆိုရင်တော့အရသာအရင်ရှိပြီးရောစားလို့အရင်ကောင်းတဲ့ခောက်ဆွဲအစုံသုံးလေးရပါပြီရှင်။ ကျမပဲမုံလေးနင်းနေနေရလဲပဲမုံလေးနင်းနေလေးထပ်ထည့်ခဲ့ပါရရှင်ပြန်ပြီးတော့တမအောင်မွေပေးလိုက်ပါရှင်ကဲအခုဆိုရင်တော့အရသာအရန်ရှိတယ်ခောက်ဆွဲအစုံသုံးလေးရပါပြီရှင်အားလုံးပဲစားကြပါအောင်ရှင်ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြည့်တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးပဲကိုစိတ်နှပြအချမ်းမှချမ်းသာကြပါစေလို့ကျမက